ဟာမန်နဲ့အမေရိကန်ညှိနှိုင်းအမေရိကန်ပြည်ထောင်စုကကျန်းဖက်အဖွဲ့ဖြစ်သတ်မှတ်ထားတဲ့ဟာမန်အဖွဲ့ကိုယ်စားလှယ်တွေနဲ့အမေရိကန်တာဝန်ရှိသူတွေဆွေးနွေးမှုတွေပြုလုပ်နေကြောင်းအင်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကာရိုလိုင်းလဲဖက်ကပေါ်ထုံးနေမှာပြောပါတယ်အစ်စရင်ဟာမန်အပြစ်ခတ်ရစရေးရှေးဆက်နိုင်ဖို့မရေမရာဖြစ်နေချိန်မှာ ကာတာနိုင်ငံမျိုးတော်ဒိုဟာမှာဟာမန်နဲ့ဆွေးနွေးတဲ့အသေးပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ် အမေရိကန်နဲ့ဟာမတ်ကိုစလဲတဲ့ဂျာဆွေးနွေးပွဲကိုဗုဒ္ဓနေ့အစောပိုင်းမှာ ACO သတင်းဝက်ဆိုက်စာမျက်နှာမှာပထမဆုံးဖော်ပြခဲ့ပြီးနောက်မှာအင်ဖြူတော်ကအခုလိုအတည်ပြုတာလည်းဖြစ်ပါတယ်။ဟာမတ်နဲ့တိုက်ရိုက်ဆွေးနွေးမှုမှာသစကန်ကိစ္စအတွက်အထူးတန်တမန်အဖြစ်တမ်လန်ထရရဲ့အမည်စင်တင်သွင်းခံရသူအက်ဒမ်ပိုလာပါဝင်ပါတယ်။ဆွေးနွေးပွဲအကြောင်းအရာအသေးစိတ်ကိုဖြေကြားဖို့တော့ပြောခွင့်ရလဲပင်ရင်းဆိုပါတယ်။ ကမ္ဘာတဝန်းမှာသွေးဆောင်ဆွေးနွေးတာကအမေရိကန်ပြည်သူတွေရဲ့အကျိုးစီးပွားအတွင်းလှုပ်တည်လှုပ်ထိုက်တဲ့အရာကိုစိတ်စေတနာကောင်းနဲ့လှုပ်ဆောင်တဲ့တမရရဲ့တက်တေပြအားထုတ်မှုလို့သူကပြောပါတယ်။ဟမ်းမတ်အရာရှိတဲ့နဲ့တိုင်းရိုက်ထိတွေ့ဆက်ဆံခဲ့တာနဲ့ပတ်သက်ပြီးအစ်စရင်းနဲ့လည်းတိုင်ပင်ဆွေးနွေးထားပြီးဖြစ်ကြောင်းလဲပေကပြောပါတယ်။အမေရိကန်နိုင်ငံသားအီတန်အလက်ဆန်နာအပါဝင် အသက်ရှင်ကျန်နေဆဲဖြစ်တဲ့တစက္ကန့်24ဦးအပြင်တေဆုံးပြီးရုပ်အလောင်းအနည်းဆုံး35လောင်းကိုကာစာကမ်းမြောင်မှာဟမ်မကထိန်းသိမ်းထားဆဲလို့ယူဆရကြောင်းအစ်စရင်းတာဝန်ရှိသူတွေကပြောပါတယ်အစ္စရီဟမ်မအပြစ်ခံရဆဲရေးဆက်လက်အကောင့်ထဲပေါ်ဖို့ကမတိချသေးတဲ့အခြေအနေဖြစ်နေတာပါအမေရိကန်တန်တမန်စတီဝစ်ကော့ကကမကထာလုပ်ပြီးမူကျန်းရေးဆွဲကအစ္စရီကလည်းအတိပြုထားတဲ့အပြစ်ခံရဆဲရေးအစိုးပြုချက်အစ်စ်ကို ဟမ်မတ်ကသဘောမတူရင် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကိုစစ်ပြန်မစားဖို့အတင်းကျပ်ဖိအားပေးမှာမဟုတ်ဘူးလို့တမ်မရာထရကလည်းထုတ်ပြောထားပါတယ်။အခုညှိနှိုင်းနေတဲ့စစ်စင်အစ်စ်ထဲမှာဟမ်မတ်ကြန့်ရှိနေတဲ့တစားခံတွေထဲကသဝက်ကိုလှုပ်ပေးမှသာအစ္စရေးကအပြည့်ရရေးရှိဆက်တက်တန်းသုံးမှဖြစ်တယ်လို့ရေရှည်တည်တဲ့အပြည့်ခက်ရဆက်ရဲ့အတွက်ဆက်ဆွေးနွေးဖို့ကြေပြူမှဖြစ်ပါတယ်။ ပထမအစီသဘောတူညီချက်တုန်းကအတိအကျကြတဲ့အစိပ်ပိုင်းဖြစ်ခဲ့တဲ့ပါလက်စတိုင်းအကျဉ်းသားတွေနောက်ထပ်လှုပ်ပေးဖို့ကိုတော့ Israel ဘက်ကဖော်ပြထားခြင်းမရှိပါဘူး။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။